မင်္ဂလာပါနဲ့ကောင်းချက်လားဒီနေ့ကျတော့အာစစ်မှန်သောပညာဆိုတဲ့ကောင်းစီလည်းနဲ့အတူတူဆွေးနွေးခြင်းတယ်အာဖယားသခင်ဖက်တာနဲ့လာတဲ့ပညာမဟုတ်ရင်အထက်တန်းနဲ့လာတဲ့ပညာဟာဘယ်လိုပုံစံမျိုးလဲဆိုတာကြည့်ရအောင်အထက်မှာတက်တရောက်သောပညာမူကရှေ့ဦးစွာစင်ကြီးထိုမတပါအတင်းအတင်းနဲ့တကြည်ဖြင်းညင်းတော့တဘောရှိ၏ သွေးဆောင်တွေဤကယုန်နာနင်လကောင်ကောင်းကျူးနင်လကောင်ပြေဆောင်ဤလစ်လျူတော်စိမရှိသီဝတ်ချင်းနင်ကင်းစင်ဤအတင်အတင်နေချင်းဟာပြုစုတတ်တော်သူဒီဖြောက်မချင်းတရားဤမျိုးစိကိုငင်တစွာကျေတချာဤတဲ့ဆိုတော့အာဒီလောကမှာကျမတို့ဒီလောကကျောင်းမှာလဲစာတင်တယ် ပြီးရင်ဒရင်းစာဖတ်တယ်ပြီးရင်အာဒရင်းဒီနာထောင်းနေမဆမ်းမကျမတို့ဒီလောကမှာရတမြာအာဘဟုတုတလေးတွေကိုကျမတို့တွေကပညာလို့ထင်တတ်တယ်နော်အဲကောင်းတဲ့အရာလေးတွေမရှိဘူးကျမမဆိုးလို့ဘူးတို့တော့ဖျားခင်ဖက်လာနေလာတဲ့ပညာနဲ့လောကမှာတင်နေတဲ့ ဘဟုတ္တကတခြားစီဖြစ်တယ်လို့ကျွန်မပြောချင်တာဖြစ်တယ်။တချို့လူတွေကကြတော့အာတရင်ဒီအများကြီးဆိုဆောင်မှာသူတို့သူတို့ပညာရှိတဲ့ထင်ကြတယ်။အမမဆိုတော့သူတို့ကဘဟုတ္တကကျွေးဝတာ။ဆိုတော့တကယ်တကယ်ဖျားခင်ဆရာနဲ့စစ်မှန်တဲ့ပညာကိုကျွန်မတို့ရရင်နံပါတ်1အဲဟာစင်ကြတယ်။ ူမြောက်ကိုဒုက္ခမပေးဘူးပြီးရင်အတင်အကျင်နေတယ်နော်ဘရောမာဒီမိတ်ဆွေကိုလည်းမခွဲဘူးပြီးရင်မိသားစုလည်းမခွဲဘူးတင်းမခွဲဘူးနိုင်ငံကို꽌ပြအောင်မလုပ်ဘူးခင်ဟင်းတော့တဘောရှိရတယ်နော်ဆိုတော့အာတကယ်တကယ်ဖျက်ခင်တာကျမတို့ကိုပေးထားတဲ့ပညာရရင်ကျမတို့ကတောင်းကျမ်းမှာမဟုတ်ဘူး ွေးဆောင်တွေဤတဲ့သူများပြောတဲ့ဟာလေးတွေသူယုံနိုင်တယ်ပေါ့နော်ဂယုနာနဲ့လကောင်ကောင်းချူနဲ့လကောင်ပြေဆုံးဤတဲ့နော်တအားကြီးအသူရပါအနစ်နာအောင်ကျမတို့လုပ်တယ်အဲ့ဒါမျိုးဖြစ်ရင်တော့အဲ့ဒါသူများရဲ့ကောင်းကျိုးမစင်စားပဲနဲ့ခုကောင်းကျိုးပဲတည်တတ်တယ်ဆိုရင်เนาะအဲလောဘကြီးတယ်ဆိုရင် ကိုအချိုးပဲရက်တယ်ဆိုရင်အဲ့ဒါပညာမဟုတ်ဘူးပြီးရင်လစ်လျို့တော့စိတ်ရှိတဲ့ဆွေဝချင်းနဲ့ကင်းစင်းနေတဲ့ဆိုတော့ဒီဒုက္ခပြဿနာရှိတဲ့အခါမှာရှောင်တတမျိုးပြီးရင်တော့ဘာမှမဖတ်ထားဘူးပေါ့နော်အချင်းချင်းနဲ့ချင်းငါပြောဆိုတတ်တော်သူတည်တဲ့ဖြောင်းမချင်းတရားဤမျိုးစေကိုငင်းတဆွာခြေတကြဤတဲ့ဆိုတော့သူတပါးကိုအာ တကယ်လို့အများသူတို့စိတ်ဆင်းရဲနေတဲ့ဆိုရင်သူတို့ကိုအာတောင်းနှင်တင်တာမျိုးဆိုရင်သူတို့ရဲ့စိတ်မင်းတချင်းပေးမယ်ပေါ့ပြီးရင်အာပြိပခဖြစ်နေတဲ့နေရာဒီမှာကျမတို့ဝင်ရောက်စွတ်ပချင်းအပြင်သူတို့ငိတ်တချင်းရသွားတာမျိုးပြီးရင်သူများရဲ့အမားကိုကျမတို့ဒီကမေတ္တာနဲ့ရှင်းပြတဲ့အခါမှာသူတို့ဒီကဆက်မလုပ်တာမျိုးမဆမ်းမှာပေါ့နော် အေဖျားဖနနယ်လာတဲ့ပညာဆိုတာကစင်ကြဲတဲ့သူများအကျိုးကိုပြုဆိုတယ်နော်ဆိုတော့အာသူများနစ်နာအောင်လုပ်တာမျိုးပြီးရင်ကောက်ချစ်တာစင်လေတာပါတာအဲအရာမျိုးကြတော့ပညာလို့မခေါ်ဘူးနော်ပြီးရင်ဘဟုတုတလည်းပညာမဟုတ်ဘူးဖျားချင်းဖနနယ်လာတဲ့ပညာစင်တော့ခုနကကျမပြောသွားတယ်အရေးအချင်းတွေနဲ့ပြည့်စုံသွားမယ်ပေါ့နော် ပြီးရင်ဟိုတနေ့ကျမတို့ပြောထားတဲ့အတိုင်းပဲတကယ်မြတ်တာရှိတယ်လို့ဆိုတော့ဂုံပြန်ချင်းစိတ်လည်းမရှိဘူး၊ယံတွေ့ချင်းစိတ်လည်းမရှိဘူးပေါ့နော်။ယုံကျင်ခတ်လည်းမပြုတ်ဘူး။သုံးညစ်တဲ့ပြုတ်မှုချင်းအမျိုးမျိုးလည်းမပြုတ်ဘူးတဲ့ဆိုတော့ကျမတို့မှာရှိတဲ့ပညာကပင်ညာလားတင်ညာလားဘ ഹു တုတလားသူများအကျိုးပြုတ်သလားကိုအကျိုးပြုတ်သလားเนาะဆိုတဲ့အခါမှာအဲ တကယ်ပညာဆိုရင်တော့ကုအကျိုးလေးရှိရမှာပေါ့ဒါပေမဲ့သူများနစ်နာပြမရထားတဲ့အကျိုးဆိုရင်တော့အဲ့ဒါမကောင်းတော့ဘူးပေါ့နော်ဆိုတော့ပုံမှန်သူများတဟိုနစ်နာအောင်မလုပ်တဲ့ကောင်းကျိုးတော့ကောင်းတာပေါ့ကုအတွက်လေ ဆိုတော့ဘုရားသခင်ဆီကနေပညာတောင်းရအောင်ဘာလို့ဆိုတော့ဘုရားသခင်ဟာပညာရှိတာမဟုတ်ပဲねဘုရားသခင်ဟာပညာဖြစ်တယ်နော်ဆိုတော့ဘုရားဖန်တယ်လာတဲ့အစ်စ်မှန်တော့ပညာပဲတောင်းခံကြဆိုဘုရားရှင်ကောင်းချီးပေးပါစေယေရှုမြတ်တည်နေအလိုတော်ရှိတဲ့အခါပြန်တွေ့ကြမယ်ဘိုင်